ုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ပကနေခွင့်နဲ့ပြန်လာပြီးအသက်ကသက်ဆက်အတွင်းမှာအကျုံးဝင်နေတဲ့အမျိုးသားများပြည်ပပြန်လည်ထုတ်ကောင်းကမရတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်ရင်းကိုခွင်းနဲ့ပြန်လာတဲ့အမျိုးသားများဟာတက်မှတ်ထားတဲ့အသက်ကသက်ချက်နဲ့အကျုံးဝင်နေတဲ့အတွက်ပြပထုတ်ခွင့်မရဘူးလို့အလို့သမောင်းဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ပြပမှာခွင့်နဲ့ပြန်လာတဲ့အမျိုးသားတွေကပြန်လည်ထွက်ခွာဖို့အတွက်အလုသမောင်းဝင်ကြီးဌာနကိုပြပအလောက်ကအလုသမောင်းတသိခံကန် OWIT ၆ထားရမှာအသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းမှာအကျုံးဝင်နေတဲ့အတွက်ရှာထားခွင့်မပြုဘူးလို့ဖော်ပြထားပါတယ်။မေလ9ရက်နေ့မှာ OWIC ကိတ်ချောက်ထားသူများတွေကအထောက်အထားပြေဆုံးစွာနဲ့ပြန်လည်တင်ပြရမယ်အလုတ္တမ192ဦးရှိကြောင်း ၎င်းတို့ထဲမှာအသက်ကသက်ရှိုက်တွေမှာအကျုံးဝင်သူ29အပါအဝင်အမည်စရင်ကွယ်လွယ်ခြင်းဗီဇာလိုအပ်ခြင်းဝေါ်ပါမင်တတန်းကုန်နေခြင်း COE လိုအပ်ခြင်း ECDL မပါရှိခြင်းလေဆိပ်အဝယ်ထွက်တုံးတွေမပါရှိခြင်းခွင့်စာလိုအပ်ခြင်းစားရစားရစားတဲ့နေလိုအပ်ချက်ရှိနေလို့သိရပါတယ်2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှစတင်ပြီးအသက်18နှစ်ကနေ35နှစ်ကြားမူသားများကိုပြပထွက်ကအလုံးလုံးခွင့်မပြုတော့ဘူးလို့သက်ဆိုင်ရာကသတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင်ပြည်ပအလေပန်နိုင်ငံကူလမ်းမှာ passport for visit ပြီးပြီးခြောက်ထားရယူပြီးပြည်ပအလောက်က visa ရယူကလေကြောင်းခရီးနဲ့ပြည်ပထွက်ခွာခြင်းကိုလည်းခွင့်မပြုထားလို့သိရပါတယ်ဒီသတင်းကိုတော့မင်းတူတူကပေးပို့လာပါ thank you